ဥလိုင်သမီးကိုရိုက်ပါလားတော့တားရပါလားဘယ်တော့မှမပြောဘူးဥလိုင်ရဲ့စိတ်နဲ့ဆိုသူတို့တစ်သလုံးစုံမှာမဟုတ်ဘူးမဟုတ်မကြိုက်လို့မဟုတ်ဘူးလေဒါနဲ့ကိုသားသမီးမျိုးခေါ်တယ်လို့ဖြစ်မှာဆိုတော့ဒါတို့ကတော့သဘောကျတယ်ဘာလို့ဆိုဟိုအဖေဟိုခင်မေးထားတဲ့လမ်းကိုလျှောက်တာထက်ကိုယ်တိုင်စ조사လို့ရလာရလဲကြတော့အဖေတို့အနေနဲ့ပုံကုန်ယူရတာပေါ့နော်နှုတ်ပြန်သမားရဲ့သားသမီးကနှုတ်ပြန်လို့လို့ရတယ်သူတို့သူများကြီးလွယ်ကူတယ်လို့ထင်တယ်သူတို့ပူခက်ခဲတယ်ဘာလို့ဆိုတော့ရှေ့မှာစံနှုံးရှိနေတာပေါ့နော် အဲ့ဆန်နဲ့အဲ့ပေတန်းနဲ့လိုက်တိုင်းတဲ့ခါကျတော့ကလေးအာဖေကိုမမိဘူးလို့မေကိုမမိဘူးလို့အဲ့တော့နေရဲလို့ပါဆိုလဲလို့အာဖေကိုမိအောင်ကြိုးစားတော့လို့အဲ့ကျတော့သူ့လည်းနည်းနည်းလေးဝင်ပြီတာပေါ့နော် Spice of Life ဒီစကားလေးကအချစ်တဆုံး လူသားပေါ့နော်စကားလေးကမင်းကိုဆိုရဲ့ဇလန်းဇညွန်းပေါ့အာထောင်းတိုင်းကုလန်မင်းကိုဆိုရဲ့ဇလေးကိုခြိုက်တော့အဲဝယ်တယ်ဝယ်ပြီးတော့ဥလိုင်းပြင်းပြနာလေးပြောချင်တာလေးအကုန်လုံးညှိလိုက်တယ်ပေါ့ညှိလို့အစင်ပြေတယ်အစင်ပြေရနဲ့သူ့ကိုပဲဇညွန်းရေးခံရတယ်ကျွန်တော်ပရိုဂျူဆာကတော့အခုထုတ်လုပ်တာတော့အခုဒီပရိုဒရှင်ကအစ်စ်ပေါ့နော်ဒီကမှ DOB က၃ပေါင်ပေါ့ ဟိုတုံးမောင်ကအဲ့ production မှာသူကဟိုပါဟို organize လုပ်နေတာဆိုတော့လေသူကသူခေါ်လာတာပေါ့နော်သူလက်နဲ့ရိုက်ချင်တယ်ဆိုပြီးတော့ဒီကတော့သူနဲ့ချောရနာနဲ့ပေါ့ချောရနာရဲ့တငယ်ချင်းပေါ့မတဲရစကလေးကဆန်းတယ်စကလေးဆန်းတယ်မင်းသားတယောက်ပေါ့မင်းသမီးက9ယောက်စသိန်းမှဝင်လာမယ့်2ယောက်လို့ဆိုမင်းသမီး6ယောက်အချစ်တက်ဆုံးလူသားပေါ့ရန်ချစ်တက်တယ်ရန်ချစ်တက်တဲ့ကောင်လေးပေါ့ဒါနဲ့ supporting idea တွေတိတ်အများကြီးမပါဘူးကျွန်တော်ပါမယ်တွက်လက်ပါမယ် mac gun ပါမယ် ပြီးရင်ကျွန်တော်တွေအေးအောင်ပါမယ်နော်ဟိုအားရကျတော့ကျွန်တော်တို့ချို့ရတွေဟို daily အိုက်တာတွေများသူကသူသူတမျိုးမှတစ်ခါဖြစ်ဖြစ်သွားတယ်တမျိုးတစ်နေ့စီမှဖြစ်ဖြစ်သွားတယ်ဖြစ်ဖြစ်တယ်ဆိုတော့ဟို contract အိုက်တာနေတယ်ပေါ့နော်တဲတဲလေးကဒီကားထဲမှာအင်းကဟိုဟာလေဟိုဟာအင်းကအင်းက baby လေးနာမည်ကိုပေးထားတာအင်းက baby နဲ့အညူလေးတဲတဲနာမည်ဒီကားမှာအညူပေါ့အင်းကပူတယ်လေးပူတယ်လေးနာမည်လေး ခွေးလေးနဲ့မယ်ခွေးလေးနဲ့မယ်အညူသူကအင်နိုဆန်လေးပေါ့ဒီကားမှာတော့အမတန်ယူသားတဲ့ကလေးမလေးအဲစင်းရတဲ့ကုံကားမောင်းတဲ့သူတွေဝင်စားတဲ့ထမင်းဆိုင်ကဆိုင်သေးသေးလေးကကောက်မာလေးပေါ့အဲအမတန်တော့လည်းသူတန်ရုံနဲ့ဖြစ်တယ်ပေါ့အဲ့လိုသူကရတာသူကတော့အာ ဟိုဒရမာဘက်ကိုသွားတယ်ချန်တဲ့သူတွေကတော့ကောမဒီသွားတယ်အဲ့လိုအက်ရှင်ဘက်သွားတယ်အဲ့မျိုးတယောက်တယောက်မတူမင်းသမီးကာရိုက်တာတွေမတူကြအောင်အဲ့အညိုလေးကိုချစ်လို့လေလကားပြန်လာဇကားနဲ့မာတွေကဒီကားနဲ့မယ်ဟာစိမ့်နဲ့ညိုပြာဆိုတဲ့ကောင်မလေး၄ယောက်အဲအဲစိမ့်နဲ့ညိုပြာရဲ့ပြီးတော့မှဒီမင်းသားမှာရှိတဲ့ဒီတက်တူးက definition ကိုတယောက်ပြီးတယောက်ဖွင့်ဆိုတာပေါ့ တဲ့သဘောချပါရဲအရှိမလည်းတဲဒီမတူတဲ့ character တစ်ခုရိုက်ထားပြီဆိုတော့ဒါနောက်ထပ်အဲ character အစ်စ်တစ်ခု drama လေးလည်းဖြစ်တယ်ဆိုတော့သဘောချပါရဲဟုတ်ဒီမှာတော့အကောင်း main ကအကောင်းကတော့မျှပါဒါပေမဲ့အာကိုရင်းကတော့နည်းနည်းပို့ပြီးတော့ပို့ပြီးတော့စမ်းတယ်ကိုရင်း character တော့ချောယနာ character တော့ပို့ပြီးစမ်းတယ် तू ကယုံယုံအေးအေးငတုံးမာကြီးဒါပဲရှက်ပြရှက်ပြနိုင်တယ်ရိုးရဲအေးရှက်ပြရှက်ပြနိုင်တယ်သူ့ပုံစံပို့ပို့ပြီးတော့သူကသူကတော့အဲဟို အားလုံးနဲ့မှလည်းမင်းသမီးအကြီးဆိုတော့သူ့ကိုနည်းနည်းလေးပို့ပြီးတော့အသက်ကြီးပေးပါလို့ပြောတော့သူ့ကိုတော့နည်းနည်းလေးရှိရှိရင်းစဲအသက်တွေနည်းနည်းလေးပို့ပြီးတော့အိုအောင်တော့လောက်ခိုင်းထားတာပေါ့နော်နှစ်ကားနှစ်ကားပေါ့နော်ရှင်းမှာစိုးပေဇလန်းလေးတစ်ခုရှိတယ်ကြာပြီစိုးပေကိုဘေးကိုဘေး first week အပြီးမှာရိုက်တာပေါ့နော်အတာကားတွေတော့ဆောက်ဟုတ်တယ်အတာကားကတော့3လကလောက်ဒီကားရုပ်ရှင်ကားကြီးမှာဒါပထမဆုံးအတာအဖြစ်နဲ့ပါဝင်ရတာပေါ့အဲ့ဒါလည်းဥက္ကလင်ကားတာမဟုတ်ဘူးဥက္ကလင်ဒီ new ဆိုရင် innocent ပြင်မဲ့ကောင်မလေး character ရှိရဆို producer တွေရဲ့ recommend နဲ့ခေါ်ပြတာဥလန်ဥလန်သမီးကိုရိုက်ပါလားတော့တားရိုက်ပါလားဘယ်တော့မှမပြောဘူးဥလန်ရဲ့စိတ်နဲ့ဆိုသူတို့တစ်သလုံးစုံမှာမဟုတ်ဘူးမမကြိုက်လို့မဟုတ်ဘူးလေဒါနဲ့ကိုသားသမီးမျိုးခေါ်တယ်လို့ဖြစ်မှာဆိုတော့အဒီနေရာမှာလိုက်တဲ့သူတွေပေါ့ဥလန်ဟိုချပြတယ်ပေါ့ဘယ်သူနဲ့ဘယ်သူနဲ့ဘယ်သူဘယ်သူနဲ့ဆိုလိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်သူတို့ choice ပါပေါ့ဆိုတော့ဒီမှာအဲသူကကိုကိုသားသမီးမဟုတ်လို့ရှိရင်တော့တဲတဲကိုယူမိမှာပဲလေကိုသမီးဖြစ်နေတဲ့အခါကျတော့ ဲ့နေရာလေးကိုတက်တက်ထည့်လိုက်ပါလားဟာဒီနေရာနေရဲကိုထည့်လိုက်ပါလားဥက္ကလည်းအဲ့လိုပြောမှာရမ်းရှက်တယ်ဘာလို့လဲဆိုသူတို့တက်လည်းမကောင်းတိတ်ခါကြာလေဖေရေဇိုးထည့်လို့ပါရဲဆိုတာသူတို့တက်လည်းမကောင်းကုမ္ပဏီကလူလလန်းနဲ့ငှားဆိုသူတို့လည်းကုံတိတ်ခါရှိရတယ်ဒါတို့ကတော့သဘောကျတယ်ဘာလို့ဆိုဟိုအဖေဟို ခင်မေးထားတဲ့လမ်းအောင်လျှောက်တာတဲ့ကိုယ်တိုင်စူးစမ်းလို့ရလာရလဲကြတော့ဖေတို့အနေနဲ့ပို့ခုံယူရတာပေါ့နော်ဟိုတာသမီးရဒီလိုရလက်ကိုသူ့ဟာနဲ့သူလျှောက်လာလာဆိုတာပို့ခုံယူရတာပေါ့အဲ့ဒါပို့ပြီးဥလိုက်တော့လည်းဥလိုက်ဘောကဥလိုက်ကိုကကိုကိုယ်တိုင်မစူးစမ်းပြီးတိဆောက်ခဲ့ရလေဘသူ့မှမမီခိုခဲ့ဘူးသူတို့လည်းအဲ့လိုမျိုးအမိခိုခင်းစေချင်တယ်ဆိုအဲ့လိုမျိုးတော့မရှိပါဘူးစိုးပိမ်မာတော့လည်းအဲ့လိုပဲဖေနဲ့ကြားရတော့လည်းဟိုလို ဟိုအဲ့မှာဆို series ဆိုပို့တော်ကြာသေးရယ် series ဖြစ်နေရိုင်းနေနေမှာ covid ဖြစ်သွားတော့နားလိုက်ရတာနဲ့ပို့တော်ကြာသွားသေးရယ်ဆို3လလောက်ရိုက်လိုက်ရတယ်ဆိုတော့လေဟိုရိုက်ကူးနေတဲ့အချိန်မှာလည်းအဆင်ပြေပြီးတော့ဟိုအတာအဖေအထက်မှာအတာလည်းပါတယ်နော်အတာပါတော့ဟိုကို့အဖေဆိုပြီးတော့လို့အတာအနေနဲ့လည်းမဖြစ်နေရိုက်ကွင်းပေါ်ရောက်တဲ့အချိန်မှာတော့ရိုက်ကွင်းပုံစံတိုင်းမဖြစ်သွားတာလို့ဆိုတော့ရိုက်ရိုက် မကြပါဘူးမကြပါဘူးဖေနဲ့ကကြောညာပို့ဆောင်တာများခုနောက်ပိုင်းဆိုအဲ့လိုကြောညာလေးတွေတအားလာဆိုတော့လေကြောညာလေးကြောညာဆောင်တာများဖြစ်စေခြင်းလေခုနကနတသက်ပြောခဲ့သလိုပဲပေါ့ဟိုသူတို့အဲ့လိုကျွန်တော်တခါလေးရခုမှဖြေဘူးပဲနုညံသမားရဲ့တာသမီးကနုညံလှုပ်လို့ရသူတို့သူများကြီးလွယ်ကူတယ်လို့ထင်တယ်သူတို့ပုတ်ခဲခဲတယ်ဟုတ်လို့သူတို့ရှေ့မှာစံနှုံးရှိနေတာပေါ့နော် အဲ့ဆန်နဲ့အဲ့ပေတဲ့နဲ့လိုက်တိုင်းတဲ့ခါကျတော့ကလေးတွေအာဖေကိုမမိဘူးလို့မေကိုမမိဘူးလို့အဲအခုတားညီနေတဲ့ခါပြောတယ်တားညီဆိုလည်းအဲ့လိုပဲအဲ့အဲ့တန်လေးအများကြီးခံရတာပေါ့နော်အာမင်းတို့ဆိုလည်းဒီလိုပဲမင်းတို့ကတော့တော်တယ်လေဒါနဲ့နေတူနဲ့ရှင်တော့မရဘူးလေသဘောတရားအဲ့လိုနေတူကနေတူပဲလေမင်းတို့ကမင်းတို့လိုပဲကြည့်ရမှာအဲ့မကိုတားကြီးနဲ့ဦးကျော်နဲ့ကိုတွားပြီးရော တားညီနဲ့တော့ရှင်တော့တားညီနဲ့တိုင်ပတ်တာအဲ့တဘောမျိုးပေါ့နော်အဲ့တော့နေရဲလို့ပါဆိုလဲလို့အဖေမိအောင်ကြိုးစားတော့အဲ့ကြောသူတို့လည်းနည်းနည်းလေးဝင်ပြီတာပေါ့နော်အဲ့တော့ကွာဖြစ်စီနေတော့ကိုသားသမီးကိုဘယ်သူတို့လုတ်တဲ့အလုတ်လုတ်တိုင်းပေါ့ဆိုကြပါစို့သူဆရာဝန်ဖြစ်ခဲ့ရင်ဆရာဝန်ဆိုလည်းအတော်ဆုံးဆရာဝန်ဖြစ်စီနေတာဟုတ်တယ်မလားအာအင်ဂျင်နီယာဆိုလည်းအင်ဂျင်နီယာမှအတော်ဆုံးဖြစ်စီနေတာကတိယဆောင်လုပ်တယ်ဆိုတော့တိယဆောင်မှအတော်ဆုံးအောင်မြင်ဆုံးဖြစ်စီနေတာကိုသားသမီးကို level တစ်ခုမှရှိစီနေတော့ဒါနဲ့အရာအားလုံးက ဟိုဇွတ်ဆွဲတင်လို့မရဘူးလေမြို့ပညာလို့ကပို့စုတယ်သူကံပေါ့သူအချိန်ခါစောင့်ရတယ်ဘယ်လိုဆိုလဲနေပေါင်းများစွာကြိုးစားပြီးဖြတ်တန်းခဲ့တာဒီတက်ဒီပဲရောက်မှဟိုပို့ပြီးတော့ဟိုလက်တွေပွင့်လာတယ်လို့ဟာလာဟိုစမ်းနေပွင့်လာတယ်လို့အဲ့ဒီပရိသတ်တွေပို့ချစ်လာတယ်အဲ့လိုမျိုးဖြစ်လာတယ်နေပေါင်းကြာကြီးဖြတ်တန်းရတယ်ချက်ချင်းရောအင်းဆိုပြီးတော့ဖြစ်တဲ့သူကရှားတယ်အဖြစ်ပြင်းနေတယ် ပြတ်သွားတာများတယ်။မန်တိုင်းပြောရရင်တဲကိုမကူအောင်။တဲကငယ်ရင်းလေးကတူအဲ့လို तू က तू ဆုံးဖြတ်ချက်နဲ့ तू က confidence ရှိတယ်။ तू အေးတယ်ဆိုရင်လည်းထက်မြက်တဲ့ထဲမှာပါ။အဓိကတော့အပူပါဆုံးတော့နေရဲပေါ့။နေရဲကိုကြတော့နေရဲကလေးလိုပဲ။ဟိုအိမ်အောင်သာကြာသွားတယ်အခုချိန်ဒီအိမ်ရောက်အောင်လည်းဟိုကလေးကြာနာပဲ။အဲဆိုတော့သူ့ကိုတော့နည်းနည်းပူပါတယ်။အခုနောက်ပိုင်းတော့ तू လေးတော့လေးရင်းကျက်လာပါအိမ်အောင်ကြာသွားတဲ့ခါကျတော့လေ။ခေါင်းတော့မပတ်ဆက်နေပဲထည့်ထားတယ်။အုံနောက်တွေထုတ်လာတယ်။အမေတော် တော့မငွေသိမ့်သမီးပဲလောလောရှိမှာမငွေသိမ့်သမီးဆိုတော့ဘယ်နဲ့မပြေးလဲမငွေရှာပေါ့မငွေမဲ့မငွေမဲ့ရှာရလေမစားရတော့ပြေရှာသူကနောက်မှဆိုရင်ဦးလာသူလှုပ်ချင်တာသူ plan တွေကတအားများတဲ့ခါဆိုတော့သူလှုပ်ချင်တာလှုပ်ခွင့်ရဖို့အတွက်ဆိုဦးလာဘာမှမရှိဘူးသမီးရှာလိုက်ရမှာကိုယ့်ကိုစုတာလှုပ်ဘာလို့ဦးလာအတွက်လည်းမလိုဘူးလေသူသူက ဟိုရင်းနှီးမြုပ်နှံရတယ်များတဲ့ခါကျတော့သူမင်းသူမင်းမသူသိနေတာဘာမှလည်းမရှိဘူးပြီးပြီးခဲ့တဲ့နှစ်ထဲကဆိုရင်အလောက်တော့ကိုတစ်ဖက်ကရလာတစ်ဖက်တည်းထည့်လိုက်တယ်တော့ကရလာတစ်ဖက်တည်းထည့်လိုက်တယ်ဘယ်နာရောက်နေမှမသိဘူးပတ်စံနေအလောက်ပတ်စံဒီကိုနေပါကြာ